မင်္ဂလာပါရှင်ကျွန်မကဒဇင်ပါဒီနေ့မေလ23ရက်နေ့အတွက် Viber Swing ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရုရှားယူကရိန်းဆွေးနွေးပွဲကို Trump တိုက်ရောက်နိုင်ခြင်းရှိတဲ့အကြောင်းဗီဒီယိုဝန်ကြီးချုပ်နေရင်ကိုမီရှိုအကြောင်းတန်ရရှိသူတို့အဖမ်းခံရတဲ့သတင်း Hamas တွေလက်ထဲကနောက်ဆုံးလက်ကျန် American တစားကန်လွတ်မြောက်လာတဲ့အကြောင်းဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရုရှားနဲ့ယူကရိန်းတို့တွဲဆောင်ဆွေးနွေးမယ့်အစီအစဉ်ကိုတက်ရောက်ဖို့စဉ်းစားနေရလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါရယ်ရုရှားသမ္မတဗလာဒီမာပူတင်က မေလ15ရက်နေ့ကျရင်တူရကီမှာရုရှားနဲ့ယူကရိန်းတို့ကြားတိုက်ရိုက်ဆွေးနွေးဖို့စတင်ဆိုပြုခဲ့ပြီးယူကရိန်းသမ္မတဘိုလိုဒီမာဇယ်လန်စကီးကလည်းတခြားအဆင့်အရာရှိတွေအစားသူနဲ့ပူတင်မျက်နှာချင်းဆိုင်စကားပြောလိုကြောင်းတောင်းဆိုခဲ့ပါတယ်။အမေရိကန်ဟာရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲရဆိုင်ရအတွက်ဝင်ရောက်ညှိနှိုင်းပေးနေပြီးအပြည့်အခရဆက်ရေးကိုလက်ခံဖို့နိုင်ငံကစလုံးကိုဖိအားပေးနေပါတယ်။ထရန့်ဟာမေလ13ရက်နေ့မှာအရှိလေပိုင်းခီးစဉ်ဖြစ် Sorry Arabia ကိုရောက်ရှိနေပြီး အဲ့ဒီကနေလည်းစင်တူရကီမှာရုရှားယူကရိန်းဆွေးနွေးပွဲကိုတက်ရောက်ဖို့ဖြစ်ကောင်ဖြစ်လာနိုင်ကြောင်းဆိုပါတယ်တူရကီစီတူသွားရောက်မယ်ဆိုရင်အထောက်ကူတခုကိုရစေမယ်လို့ထင်ကြောင်းနောက်ပြီးတူရကီမှာရုရှားနဲ့ယူကရိန်းဆင်းနွေးကြတဲ့အခါရလက်ကောင်တခုရလိမ့်မယ်လို့ခန့်မှန်းကြောင်းထရန့်ကပြောကြားခဲ့ပါတယ်ဒါပေမဲ့သူကမေလ15ရက်ကျရင်တူရကီမှာတေချာပေါက်ရှိနေလိမ့်မယ်လို့တော့အမှမခံခဲ့ပါဘူးသူကအစည်းအဝေးတက်စီရတဲ့ဆက်တိုက်ရှိနေကြောင်းတဖက်မှာလည်းတူရကီကိုအချိန်ရရင်တွားရောက်ဖို့စဉ်းစားထားကြောင်း ါကဖြစ်နိုင်ခြေရှိတဲ့ကိစ္စတစ်ခုလို့ပဲလလောဆယ်သူယူဆတာကြောင့် Trump ကအမှတ်ချက်ပေးသွားပါတယ်။ Zelensky ကတော့တကယ်လို့သာ Trump ကိုယ်တိုင်တူရကီဆွေးနွေးပွဲကိုတက်ရောက်ဖြစ်မယ်ဆိုရင်ယူကရိန်းကကျေးဇူးတင်အတိအမှတ်ပြုမိမယ်လို့သဘောထားထုတ်ပြန်ခဲ့ပါတယ်။နှစ်နိုင်ငံဆွေးနွေးမှုတွေမှာသမ္မတ Trump ကကိုယ်တိုင်ကိုကြအားပေးထောက်ခံတယ်ဆိုတဲ့အခြေအနေမျိုးဟာသိအရေးကြီးကြောင်းဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင် Trump ကတူရကီကိုလာရောက်တာမျိုးကိုယူကရိန်းအနေနဲ့လိုလားကြောင်း Zelensky ကဆိုပါတယ်။ Russia ဘက်ကတော့တူရကီဆွေးနွေးပွဲကို ူတင်ကိုယ်တိုင်တက်ရောက်မလားတခြားအဆင့်ရရှိရဲစေလို့မလားဆိုတော့ကိုလက်ရှိအချိန်ထိအတည်မပြုသေးပါဘူးကရမလင်နန်းတော်ရဲ့ပြောရေးဆိုခွင့်ရအရာရှိကတော့ပူတင်ဟာဆက်ဆက်ဆွေးနွေးမှုလမ်းကြောင်းကနေငြိမ်းချမ်းရေးကိုရရှိဖို့အထူးတက်လဲအာသီသာရှိနေကြောင်းပြောပေမဲ့အဲ့ဒီထက်အသေးစိတ်ချက်လောက်ကိုတော့လက်တလောထုတ်ပြန်ပုံဖြစ်နိုင်သေးကြောင်းမှတ်ချက်ပေးထားပါရှင်ဒီတဲ့ဝန်ကြီးချုပ်ရဲ့နေအိမ်ကိုမိရှုခဲ့ကြောင်းတန်ရာရှိသူတို့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်အသက်၂၁နှစ်အရွယ်ရှိပြီးနာမည်မကျင်းညာသေးတဲ့အမျိုးသားတို့ကိုချုံနောင်ထားကြောင်း ပြည်ထောင်ရေးတပ်ဖွဲ့ကပြောတာပါမေလ12ရက်နေ့အာယုံမတက်ခင်မနက်အစောပိုင်းတုန်းကလန်ဒန်မြို့တော်မြောက်ပိုင်းကန်ဒစ်မြို့မှာရှိတဲ့ဝန်ကြီးချုပ်ဆာဂီရာစတာမာရဲ့ကိုပိုင်နေအိမ်မိလောင်မှုဖြစ်ပွားပြီးရနောက်အခုလိုတန်ရာရှိသူတို့အုပ်ကိုရဲတွေကဖမ်းဆီးထားတာပါအဲ့ဒီမတိုင်ခင်တရက်ကလည်းအစ္စလန်တန်မှာတိုက်အိမ်တစ်လုံးရဲ့နေအိမ်တကားမှာအသေးစားမိလောင်မှုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီအစအုံကလည်းဝန်ကြီးချုပ်နဲ့ဆက်ဆက်မှုရှိရဲလို့သိရတာပါရဲတွေကကားမိလောင်မှုတစ်ခုကိုလည်းလက်ရှိဖြစ်ရတွေနဲ့ဆက်ဆက်မှုရှိလားဆိုတာကိုစုံစမ်းနေပါတယ် မိလောင်မှုတွေအတော်အတွင်းထိခိုက်ဒဏ်ရာရသူတော့မရှိဘူးလို့ရဲတွေကပြောပြပါတယ်။ဝန်ကြီးချုပ်စတာမဟာလက်ရှိမှာတော့လန်ဒန်မြို့ဒေါင်းနင်းလန်းကဝန်ကြီးချုပ်အိမ်တော်မှာပဲရုံးထိုင်နေပါတယ်။လက်ရှိစုံစမ်းမှုတွေကိုရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးအရာရှိတွေကအဓိကတာဝန်ယူထားတာပါ။မိလောင်မှုတွေကြားကဆက်ဆက်မှုနဲ့နောက်ွယ်ကစိတ်ဆော်မှုကိုအဓိကဖော်ထုတ်နိုင်ဖို့ရဲတွေကစူးစမ်းနေတာလို့ဆိုပါတယ်။ပထမဆုံးတနင်္လာဖြစ်ပွဲမိလောင်မှုဟာမေလ၈ရက်နေ့တုန်းကကန်တက်ရှ်မြို့ရဲ့လန်ဒလန်မှာဖြစ်ပွားခဲ့တဲ့ ကာမီလောင်မှုလို့သိရပါတယ်။ဝန်ကြီးချုပ်စတာမာကကန်ဒစ်နဲ့အစ္စလန်တန်ကအင်တွင်မိလောင်မှုမှာအ мян ဆုံးတတိယရောက်တုတ်ပြန်ခဲ့ကြတဲ့မိသက်နဲ့အရေးပေါ်ဌာနဝန်ထမ်းတွေကိုကျေးဇူးတင်ကြောင်းမေလ12ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ကျွမ်းကျင်သူတာဝန်ရှိသူတွေကကင်တွယ်စုံစမ်းနေကြပြီးသူ့အနေနဲ့တရားမှတ်ချက်ပေးစရာမရှိဘူးလို့ဝန်ကြီးချုပ်ကပြောကြားထားပါတယ်ရှင်။ဟာမတ်စ်ပြောကြားတွေကလွှတ်ပေးခဲ့တဲ့နောက်ဆုံးလက်ချက်အမေရိကန်သားတစားကဟာမိသားစုနဲ့ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်တဲ့အီဒါအလက်ဇန်းဒါဟာ2023ခုနှစ်အောက်တိုဘာ9ရက်နေ့တုန်းကအစ္စရေးနယ်ဇက်ကိုဟာမတ်တပ်ဖွဲ့ဝင်တွေချူးကျော်တိုက်ခိုက်ခဲ့တဲ့စစ်ဆင်ရေးမှာတစားကန်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့နောက်19လအကြာ6နောက်ခံခဲ့ရတာပါနောက်ထပ်အမေရိကန်နိုင်ငံသားတစားကန်တွေဟာအရင်ကတည်းကလွတ်မြောက်သွားပြီဖြစ်ပေမဲ့အသက်22နှစ်ရွယ်အလက်ဇန်းဒါကတော့ဆက်လက်ချုံနောက်ခံရပြီးအခုမှသာဟာမတ်တွေကသူ့ကိုပြန်လွတ်ပေးခဲ့တာပါဒါဟာအမေရိကန်မဟာမိတ် အစ္စရေးနဲ့ဖြစ်ပွားတဲ့စစ်ပွဲကိုအပြည့်အခတ်ရဆင်းနိုင်ရင်ဟာမတ်ရဲ့လူလားချက်ကိုအထောက်အကူဖြစ်စေဖို့အားထုတ်မှုတစ်ခုလိုလည်းယူဆရပါတယ်။မေလ၁၂ရက်နေ့ကအလက်ဇန္ဒားပြည်နယ်လွတ်မြောက်လာရေးကိစ္စကိုအဆင်ပြေချုံးဝေ့စေဖို့အတွက်အစ္စရေးဟာဂါဇာမှာစစ်ဆင်ရေးလှုပ်ဆောင်နေတာတွေကိုနိုင်ရီတို့ရက်ဆိုင်ပေးခဲ့ပါတယ်။ဟာမတ်ခေါင်းဆောင်တယောက်ကတော့အလက်ဇန္ဒားကိုပြန်လွှတ်ပေးခဲ့တာဟာစိတ်ရင်ကောင်းမှုမှုကိုပြသဖို့နဲ့အပြည့်အခတ်ရဆင်းရေးသဘောတူညီမှုကိုဖော်ဆောင်နိုင်ရေးအားထုတ်မှုအတွက်ရည်ရွယ်တဲ့လှုပ်ဆောင်ချက်မျိုးလို့ပြောပါတယ်။ အလက်ဇန္ဒားလွန်မြောက်လာပြီးရနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့မိသားစုစီဆက်သွယ်ပြီးဂွန်ပြူစကားပြောခဲ့ပါတယ်။မိသားစုရဲ့ထုတ်ပြန်ချက်ထဲမှာတော့ထရန့်ကိုကျေးဇူးတင်ကြောင်းပါရှိခဲ့တယ်လို့ဟာမတ်တွေလက်ထဲမှာကြန့်ရှိနေတဲ့တရားခွင်58ယောက်လွန်မြောက်လာရတဲ့အတွက်တထဲဝဝံအာထုံညိနိုင်ပေးဖို့အစ္စရေးအစိုးရကိုတိုက်တွန်းထားတာတွေ့ရပါတယ်။နလကြာအပြည့်ရတဘောတူညီမှုပြန်ပြတ်သွားပြီးမက်လာ၁၈ရက်နေ့မှာအစ္စရေးကဂါဇာစစ်ဆင်ရေးတွေကိုတကြောပြန်စတင်ပြီးတဲ့နောက်ပိုင်းမှာ အလက်ဇန္ဒားဟာဟာမတ်တွေလွတ်ပေးခဲ့တဲ့ပထမဆုံးတစားကံလည်းဖြစ်ပါတယ်။မျက်နှာကိုဖုံးကွယ်ထားတဲ့အလက်ဇန္ဒားကိုဟာမတ်အရာရှိတွေကဂါဇာတောင်ပိုင်းခန်ယူနစ်မြို့မှာနိုင်ငံတကာကြက်ချင်းဒီအဖွဲ့လက်ထဲကိုလွှဲပြောင်းပေးခဲ့ပြီးအဲ့ဒီနောက်မှာတော့အစ္စရေးစစ်တပ်စီကိုပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီကနေတဆင်အစ္စရေးတောင်ပိုင်းမှာဆဲလုံရှားစွာစောက်ဆိုင်နေတဲ့မိသားစုစီအလက်ဇန္ဒားကပြန်လည်ရောက်ရှိခဲ့တာပါ။အဲ့ဒီတစားကံလွှဲပြောင်းမှုလုပ်ငန်းစဉ်တစ်ချောင်းလုံးမှာအနောက်ရှက်ကင်ကင်ဖြစ်စေဖို့အတွက်လုံခြုံရေးစင်ကြံတစ်ခုကိုတတ်မှတ်ထားကြောင်းလဲအစ္စရေးစစ်တပ်ကဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကတော့ဟာမတ်စ်တွေဟာပြင်းထန်တဲ့စစ်ရေးနဲ့နိုင်ငံရေးဖိအားတွေကြောင့်အလက်ဇန်းဒါကိုပြန်လွှတ်ပေးခဲ့တာဖြစ်နိုင်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။နောက်ပြီးအစ္စရေးဟာဂါဇာမှာစစ်ဆင်ရေးတွေကိုဆက်လက်အရှိန်မြှင့်ဖို့စီစဉ်ထားပြီးအပြစ်ရမဲ့ကိစ္စမျိုးရှိမလာနိုင်တော့ဘူးလို့ပြောသွားပါတယ်။ထရန့်ဟာမေလ7ရက်နေ့မှာအရှိအလဲပိုင်းဒေသကိုလာရောက်မှာဖြစ်ပြီးထရန့်ရဲ့ခရီးစဉ်ပြီးဆုံးတဲ့အချိန်ထိဟာမတ်တွေနဲ့သဘောတူညီမှုတစ်ခုခုမရခဲ့ဘူးဆိုရင် ဂါဇာကစစ်စင်ရေးတွေကိုအလုံးအရင်ချက်ထွင်ဖို့စီစဉ်ထားပြီးဖြစ်ကြောင်းလည်းအစ္စရေးကအသိပေးထားပါရဲ့ရှင်။ဖက်စ်ဝင်းရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါရဲ့ရှင်။